ားရှေးဦးစွာဖျားရှင်ရဲ့ကြီးစိုးကိုချီးမွမ်းလိုပါတယ်။ဒီနေ့ကျွန်တော်တို့တကွမိမိကိုယ်ကို စီးဆောင်ခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားယူဖို့ခေါ်ဖိတ်ခြင်းနဲ့ကျွန်တော်ယုံကြည်သူ ခရိယန်များရဲ့အသက်တာမှာဖျားသခင်ရဲ့မြင့်မြတ်သောစံချိန်စံနှုန်းနဲ့အညီအသက်ရှင် နေထိုင်ခြင်းဟာဘလောက်အရေးကြီးတယ်ဆိုတဲ့အရာကို သိရှိနားလည်ဖို့ရန်အတွက်အလွန်ပင်လိုအပ်လာပါတယ်။ မိမိကိုယ်ကိုစီးဆောင်ခြင်းဆိုတဲ့အရာက အပြစ်နဲ့အဝေးတွင်နေပြီးမှန်ကန်သောအကျင့်ကိုမိမိရဲ့ဘဝအတ္တတာမှာကျင့်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။စီကံရှိသူတယောက်ရဲ့ဘဝအတ္တတာမှာဘုရားသခင်ရဲ့တရားတော်ကို နားလည်ပြီးအဲဒီစံနှုန်းသတ်မှတ်ချက်နဲ့အညီ စီးပောင်အပြင်ဘက်တွင်ဘယ်အရာကိုမှ မလုဆောင်ဘူးဆိုတဲ့အရာကို နားလည်ရတယ်။ ကျွန်တို့ရဲ့အသက်တာမှာမိမိကိုယ်ကို စီးဆောင်ခြင်းနဲ့ပတ်သက်ပြီးရှင်ပေါလုကကိုရိန္သုဩရစာပထမဆောင်ခန်းကြီးကိုအငယ်24ကနေ29မှာတင်ပြထားတဲ့အကြောင်းအရာအဖြစ်ဆင်ခြင်ဖို့ခေါ်ပိတ်ခြင်းနဲ့ဒီနေရာမှာတော့တမန်တော်ကြီးရှင်ပေါလုကလူသိများတဲ့ဥပမာလေးတစ်ခုကိုတုံတုံထားတယ်ဆိုတဲ့အရာကို မြင်တွေ့ရမှာ ဖြစ်တယ်ဆိုတော့အငယ်24ကိုဖတ်ခြင်းနဲ့ မြေတလင်း၌ပြန်၍ပြေးကြတော်သူ အပေါင်းတို့သည် ပြန်၍ပြေးကြတော်လဲတယောက်တည်းသာလင် စုကိုရမည်ဟုသင်တို့မသိကြသလားစုကိုရမည်အကြောင်းပြေးကြလောအပြေးပြန်ပွဲ၌ပါဝင်တဲ့သူများရဲ့ဘဝအသက်တာအားဖြင့်သူကဥပမာပေးထားပါတယ်အပြေးပြိုင်ပွဲမှာ ပါဝင်တဲ့သူတွေက စုရဖို့ရန်အတွက်ပြေးကြတယ်တဲ့ ဒါကြောင့်သူတို့ကအပြေးပြိုင်ပွဲမှာရှိနေကြတာဖြစ်တယ်။ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာလည်းပဲအပြေးပြိုင်ပွဲနဲ့တူတဲ့ခရိယံအသက်တာရဲ့ပြေးပွဲမှာအောင်နိုင်တဲ့အထိအပြေးပြိုင်ပွဲဝင်ဖို့ရန်အတွက်ခေါ်ထားခြင်းကို ခံရတဲ့သူတွေဖြစ်တယ်။ဒါကြောင့်အာကစားသမားတယောက်မှာထားရမယ့်စီမင်းစည်းကမ်းအတိုင်းယုံကြည်သူတွေရဲ့ဘဝအသက်တာမှာလည်းပဲစည်းကမ်းရှိဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်။ အငယ်25မှာပွဲ၌ပြန်၍အချင်းချင်းတိုက်တော်သူမိဒီကအရာရာ၌တက်မဲ့ချင်းကို ချုပ်တီးတက်၏ဆိုပြီးတော့မှပြောထားတာကို တွေ့ရမယ်။ရှင်ဘောလူက ကျွန်တော်ရဲ့ဘဝအသက်တာကို အောင်နိုင်မှုကိုရယူခြင်းနဲ့ဆိုရင်မိမိကိုယ်ကို စီကံစောင့်ထင်းရမယ်။စီကံမရှိတဲ့အာကစားသမားကအောင်မြင်မှုရမှာမဟုတ်တလို့ စည်းကမ်းမရှိတဲ့ယုံကြည်သူတယောက်ရဲ့ဘဝအသက်တာမှာလည်းပဲအောင်မြင်မှုနဲ့ဝေးကွာနေမှာဖြစ်ပါတယ်ဒါကိုနားလည်ထားရမှာဖြစ်တယ်လူတယောက်ကအလွန်လေးလံနေတဲ့အပြေးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်ဆိုရင်သူစည်းကမ်းမရှိတဲ့အတွက်အောင်မြင်မှုရမှာမဟုတ်ပါဘူးပုံစံကောင်းရှိနေဖို့ရန်အတွက်ပြင်းထန်တဲ့စီကံလိုက်နာမှုတွေလေ့ကျင့်မှုတွေလုပ်ဖို့ရန်အတွက်အင်မတန်မှလိုအပ်လာတယ် အားကစားသမားတဦးဟာရှင်ပြိုင်နိုင်ရဖို့ရန်အတွက် အလွန်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို နိုင်ပေါင်းများစွာ လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အရာကို မြင်တွေ့ရမှာဖြစ်တယ်ဒီလိုပါပဲဒီနေ့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်အယောက်ချင်းစီတိုင်းရဲ့ဘဝအသက်တာရဲ့ပြေးလမ်းမှာလည်းပဲနိုင်ပေါင်းများစွာဘုရားသခင်နဲ့အတူရှောက်လန်းခြင်းဆုတောင်းခြင်းစံစာပတ်ခြင်းနှုတ်ကပတ်တော်ကိုဆင်ခြင်နှလုံးသွင်းခြင်းဆိုတဲ့အသက်တာ လေ့ကျင့်မှုတွေရှိဖို့ရန်အတွက်အင်မတန်မှ အရေးကြီးပါတယ်။ကျွန်တော်ရဲ့ဘဝအတ္တတာမှာလည်းပဲမိမိကိုယ်ကို စီကံရှိဖို့ရန်အတွက်ကြိုတင်ပြီးတော့မှတွန်းအားပေးရမှာဖြစ်တယ်။တစ်ကောကို26မှာတော့ဘာပြောလဲဆိုတော့ထို့ကြောင့်ငါပြေးသောအခါအမတ်တမဲ့ပြေးသည်မဟုတ်လို့တမန်တော်ကြီးရှင်ဘောလူကဆက်လက်ပြီးဖော်ပြထားတယ်။ပြေးလမ်းပေါ်မှာ तू ရှိနေရန်အတွက်အမြဲတမ်း တတိထားတော်သူ ဖြစ်တယ်။ပြေးလမ်းမချော်သွားဘူး။ပြိုင်ပွဲတဲကနေပြီးတော့မှမထွက်ခွာသွားရဘူး။ဇာရန်ရဲ့စုံစမ်းနောက်ဆက်သွေးဆောင်ခြင်းအောက်ကနေအမြဲတမ်းလွတ်မြောက်ဖို့ရန်အတွက်သူတတိထားတယ်ဆိုတဲ့အရာကို တွေးရဒါကြောင့်ရှင်ဘောလူကိုလည်းပဲ ပြိုင်ပွဲမှာတရဖူကိုရဖို့ရန်အတွက်လှုပ်ဆောင်ပါဆိုပြီးတော့မှသူက အားပေးနေခြင်းဖြစ်ပါတယ် အားကစားပြိုင်ပွဲရဲ့စီမင်းစည်းကမ်းတွေကိုလိုက်နိုင်ရမယ်စည်းကမ်းရှိရမယ်လေ့ကျင့်ရမယ်ဒါဆိုရင်တော့ဘဝအတ္တတာမှာအောင်မြင်မှုကိုရမှာဖြစ်ပါတယ် no pain no gain တဲ့နာကျင်မှုမရှိဘူးဆိုရင်တော့အောင်မြင်မှုမရှိနိုင်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့နာကျင်နေရတဲ့အရာတွေအားလုံးကအမှုတော်မြတ်အတွက်အောင်မြင်မှုဖြစ်ပါတယ်ကျွန်တော်တို့စူးစမ်းပြီးလေ့ကျင့်နေရတဲ့အရာတွေက အမှုရောမြတ်အတွက်အောင်မြင်ဖို့ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ပြီးယနေ့နာကျင်ခြင်းတွေကနောက်တစ်ချိန်မှာပီတိတွေအဖြစ်ပြောင်းလဲသွားမယ်ဆိုတဲ့အရာကိုမျှော်လင့်ရင်ကျွန်တော်ရဲ့ဘဝအတ္တတာမှာဘုရားသခင်ပေးတဲ့စီမင်းစည်းကမ်းများကိုလေးစားလိုက်နာတံပိုးထားပြီးတကလာအမှုရောမြတ်ထဲမှာအကောင်းဆုံးပါဝင်ရှင်ပြိုင်နိုင်တဲ့ယုံကြည်သူများဖြစ်ကြပါစို့လို့ အနေငယ်တိုက်တွန်းခေါ်ပေးဝေငှပါရယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေ